အမောင်ထူးနဲ့ဝေးရတောက်စစ်နိုင်ကွာဘယ်လိုမိန်းမမျိုးယူလာတာလဲအငယ်ဆုံးမအလိုလိုက်ထားတာအခုတော့အမိုက်တွေပါခေါ်လာပြီဟုတ်ပါအကိုကြီးရဲ့မိဘအရှိန်အဝါဂုံကုံမမထောင်ညီမလေးတို့ပတ်ဝန်းကျင်ကိုဘယ်လိုမျက်နှာပြရမလဲစိတ်ပြက်တယ်ခို့တို့ကြောင့်အမေလည်းအိပ်ရာထဲလဲနေပြီ ရှက်လွန်းလို့တဲ့တောကျော်အောင်ကြားကဘဲကတောသူမကိုယူလာမှမသိဘူး စိုးပေတေလင်နေပြီးအိမ်ရောက်ငွေတွေ ခိုးပြီးထွက်သွားတယ်။အခုတော့ဘဲကမှမသိတဲ့မိမကကိုဝင်နေစစ်လာစီကြီးဒုက္ခပါပဲ။လင်ဖြစ်သူရဲ့အကိုအမများရဲ့မဆာနာပြောဆိုတာများကြောင့်နှင်းမြစိတ်မကောင်းဖြစ်မိသည်။လင်ဖြစ်သူကိုအာကိုပြလိုက်လာတဲ့သူအတွေ့ဖေးမမဲ့သူမရှိ မလိုလားမှုများနဲ့စတင်ခဲလိပြီး ဂုံတိတ်ခထဲဝါလှတဲ့လင်းဖြစ်သူရဲ့အတိုင်အဝိုင်းမှာအနှိမ်ခံရပြီးဆိုတာနှင်းမြတေးလိုက်ပြီးမိမိတို့ရွာလေးကိုကိုစစ်နိုင်ရောက်လာခဲ့တာနှင်းမြရဲ့အကောဝန်းကွဲနဲ့ဖြစ်သည်စီးပွားရေးလုံးမယ်ဆိုပြီးရောက်လာကနှင်းမြနဲ့တိကျွမ်းက အချိန်တော်အတွင်းလက်ထပ်ခဲ့ကြသည်ရပြီးမှပပော့နေပပော့စားကိုစစ်နိုင်ကြောင့်မိဘတွေကိုလည်းအားနာခဲ့ရသည်အကောဝန်းခွဲဖြစ်သူကလည်းသူနဲ့အတူတူဇယိုက်တူဖြစ်၍ဘာမှပြောစရာမရှိတော့ဘဲ ကောဝန်ရဲမာလာရွေသူမိဘရစီပြန်နေမယ်ပြော၍လင်ဖြစ်သူနောက်နှင်းမြလိုက်လာခဲ့ခြင်းဖြစ်သည်ခိုးတော်နှင်းမြအတွက်ကန်စိုးချင်းတွေကရောက်ရှိလာပေပြီကလေးမွေးပြီးကလေးကသုံးလလဲပြည့်ရောအိမ်အလုပ်တွေကိုအိမ်ဖော်ဒေါ်နုနဲ့အတူလုပ်ရသည်မဆာနာခိုင်းကြသည်လင်ဖြစ်သူကလည်းအပေါင်းအသင်းတွေနဲ့သာအချိန်ကုန်နေသည်ပတ်စံတောင်းသည် မပေးလင်ခိုးသည် အမျိုးမျိုးကြည်ကြချိန်ချောက်သည် လင်ကုံမနိုင်တိုင်းမရဖြစ်သူနှင်းမြကိုသာအားလုံးကဝိုင်းပြီးအပြစ်တင်ကြသည်ဆရာဝန်အင်ဂျင်နီယာအရာရှိအရာခံသူတို့ဆွေမျိုးသားမှကိုစစ်နိုင်တယောက်သားဆုံးပြူဖြစ်ခဲ့သည်မိမနိုင်ဖမနိုင်သူကိုအားလုံးကလက်မြောက်ထားသည်အိမ်အောင်ကြတော့လေအလကားပင်ဘယ်တော့မှဇေယိုက်မပြောင်းဇေယိုက်ဆိုး၍သာနေနေတော့သည်သမီးကြီးသုံးနှစ်မှဒုတိယကိုဝင်ရသည်အစ်စ်မပြောင်း ဇရိုက်မပြောင်းသားသမီးမျက်နှာလည်းမထောက်ပေလိန်မာရန်အလောလောရန်ပြောတော့လဲငါမိဘတွေရှိတယ်ဘာမှလှုပ်ရှားမလုပ်ဘူးမင်းလည်းအေးစစ်နေငါကဘာမှလာမပြောနဲ့ကြားလာမနေချင်ရင်ဆင်းသွားကွာဘာမှပြောလို့မရရွေးစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ဝိတုခါကိုကောင်းကောင်းကြီးခံစားနေရသည်အစားတလုံးအတွက်အပြောဆိုခံရရတွေကမထိုက်တန်ပေပညာကုံစီးစိန်ကုံမမနာရီနေ သူတို့ရဲ့မောင်အငယ်ဆုံးရဲ့ကလေးတွေတောင်ကျင်နာမှုမရှိစေတနာမရှိပဲမိဘများကလည်းသူတို့ရဲ့မြည်လို့အတိအမှန်မပြု လင်ဖြစ်သူကလည်းဂယုမဆိုင်ပြစ်ပက်ထား၍နှင်းမြဘဝကပို့ပြီးဆင်းရဲဒုက္ခရောက်ရသည် သူတို့တစ်ခုခုအလော့အစင်မပြေတိုင်းနှင်းမြတို့သားအမိကိုသားအပြစ်ရှာနေတော့နှင်းမြတို့အဖို့ဆင်းရဲဒုက္ခကနေတိုင်းပင်တမီးလေးပင်အရွယ်နဲ့မလိုက်သူတို့သားသမီးများ၏ခိုင်ဖက်ဖြစ်ခဲ့ရသည် ရင်ထွမနာဖြစ်ခဲ့ရတဲ့နေ့တွင်ဒုတိယကုံဝင်မွေးလာပြီးသားလေးအခါလေးအရွယ်ရောက်လာတော့ကိုစစ်နိုင်ရဲ့အကျင့်ကမပြင်းတော့သားနဲ့သမီးရှိရဲ့အတွေ့နှင်းမြအစဉ်စားရပြီဖြစ်သည်အနေင်္ဂအနေင်္ဂဘဝကနေလွတ်ဖို့ဆိုတာနှင်းမြတစ်ခုခုဆုံးဖြတ်မှရတော့မည်ဟဲ့နှင်းမြနေ့သမီးငါလက်ဆွတ်ယူသွားလားမခင်မမညနေ့သမီးမှဒီလိုစိတ်တတ်မရှိဘူးအောင်မလူဘာဝလို့ ခမင်းစားကြုံခံတော်သူမကနင့်သမီးပဲငါအခန်းထဲဝင်လာလို့ငါသားသမီးတွေကပြောတယ်။ဝိယဖူဝိယဖူလာစန်းဒီကိုနင်ဒီအခန်းထဲဝင်ပြီးလက်ဆွယူတဲ့ဆို။တသမီးမယူဘူးမမေအာကာကဒီအခန်းထဲကားရုပ်သမီးကိုယူခိုင်းလို့ယူပေးတာပဲရှိတယ်။အမလေးဟဲ့တခိုးကခိုးတယ်ပြောမလားဟဲ့။ဒီမှာဒေါခင်မမကျမတီးမခံနိုင်တော့ဘူး။ ရှင်သားသမီးချင်းကိုချင်းဆာဆာမှာဒါလည်းရှင်းသူမှာပါပဲထွေငါတို့ကဘာမှအစစ်မရှိသူကို သွေးမရောဘူးဟဲ့စက်တည်မရှိဘူးအစစ်မရှိတဲ့တကိုးမာရယ်ရှင်ရှင်လွန်လာပြီနော် ကျမကိုဘယ်လိုပြောပြောကျမသားသမီးတွေကိုမပြောနဲ့ကျမတီးခတ်မှာမဟုတ်ဘူးနော်မိမိသမီးလေးကိုချုံးနေစော်ကားသောစကားများကနှင်းမြအတွေ့နားရဲတိုင်ရင်ဘူးလောင်းထဲတလို့ပင်ခန်းစားရသည် တသက်လုံးမျိုးသိမ့်လာခဲ့သည်များဒီတခါတော့လုံးဝသိမခံနိုင်တော့သူ့ကိုပြန်ပြော၍ဒေါခင်မမတရားဆွတ်ဆွတ်ခုံနေတော့သည်ဘာပြောတယ်အောက်တန်းစာမကလေးကဝရင်နေရမြန်ငါကိုဖြန်းနှင်းမြရဲ့ပါတစ်ဖက်ထူပူသွားသည်ရှင်ရှင်နောက်တစ်ချက်ရိုက်မယ်လို့တော့နှင်းမြသိမခံနိုင်တော့ဒေါသနဲ့အာကုန်တုံလှလိုက်သည်အမလေး အရှိန်ပြင်းသွား၍ခုံဆောင်တဲ့ထိကဒေါခင်မမကောင်းမှသွေးတွေဖြာသွားသည်။သူတို့အမကိုထိ၍နှင်းမြကိုအမဲဖြတ်သလိုဖြဲ့ရန်ဝိုင်းအောင်လာကြသည်။နင်းနင်းအောက်တန်းစာကလေးကချင်မနင်းကမြငါအမကိုတွတ်ထအောင်လုပ်တယ်။နှင်းမြနေရဟင်းလီတာကိုကန်၍ရှေ့မတိုးလာနဲ့နော်။အားလုံးအသက်ချင်းလဲပလိုက်ပါ။သူတို့အသားထိမှတော့နာကြသည်။ရှေ့ကို တိုးမလာရကြပါဘူး။ အစကတည်းကဒီအိမ်ကြီးမှာမထားချင်ကြသူများမို့ခွေးမောင်းတလို့မောင်းထုတ်ကြလေသည်အောင်မဲကောင်မထွက်သွားစမ်းအောက်တန်းစားမငါရဲ့အိမ်ဟာခုချက်ချင်းထွက်သွားနှင်းမြလည်းဒီမှာနေဖို့စိတ်ကူးမရှိတော့ဘဲထွက်တယ်သွားမှာပါခွေးလောက်တော့အဆင်တန်းမရှိတဲ့လူတွေရှင်တို့မှငွေရှိပြီးလူစိတ်မရှိအတ္တမာနနဲ့ရှင်တန်နေတဲ့အရှိအအောင်မှာနေရတာငရဲထက်ပူတယ်လူဖြစ်ပြီးစာနာမှုခေါင်းပါတဲ့အရေးထက် ဆင်းရဲပြီးကိုကျင်းစာတတ်တဲ့ကျမမိဘကရှင်တို့ထက်ပိုပြင်းမြင့်မြတ်တယ်။ကောင်မမြင်မြန်သွားမြင်ရလာယွန်းစရာကောင်းတယ်။မိမနဲ့သားသမီးကိုကာကွယ်ဖို့ဝေးစွာ ရှိတယ်လို့တော့မထင်နဲ့လင်းယောက်ကြားနဲ့လည်းဒီမှာပဲတန်ရောက်စင်ဖြတ်လိုက်ပြီးဖြစ်သည်။စိတ်ထဲလုံးဝမရှိတော့ပေ။အခါလေသားကိုကြောပေါ်၍သမီးချစ်လက်ကိုဆွဲကာနှင်းမြလူဘလူးလူတွေရဲ့လက်ကယုံထွက်ခဲ့သည်။ အိမ်ပြန်ချိန်ခြေလမ်းတွေကလွတ်လပ်ပေါက်ပါနေပြီဖြစ်သည်။ငရဲဆိုတဲ့အမောင်တူအောက်ကနှင်းများတို့သားအမိသုံးယောက်ရုံထွက်နိုင်ခဲ့ပြီဖြစ်သည်။ရှဲမှာတော့စီးလို့ဂျုံနေမဲ့နှင်းများရဲ့မိဘတွေက သမီးနဲ့မျိုးတွေကိုလက်ကမ်းဂျုံနေပါလိမ့်မည်။